နေပြည်တော်ကောင်းစီနေမြေတက်ကုန်းမြို့တက်ကုန်းမြို့နေမှာရှိရှိတယ်ကျွန်တော်ရေသနာမြေကျေးရနီးကိုရေသနာမြေကျေးရနီးကိုကျွန်တော်နေမြေရှင်းလင်းဖို့ဆိုပြီးတော့ကျွန်တော်ရဲ့စကားမှကျွန်တော်စစ်သား16ရောက်ပေါ့16ရောက်ပါပါတယ်ကျွန်တော်စစ်ကြောင်းကနေမြေရှင်းလင်းဖို့ဆိုပြီးကျွန်တော်ထွက်လာထွက်လာတယ်ပေါ့နော်အဲ့ထွက်လာတဲ့အချိန်မှာကျွန်တော်ဒီတော်လိုင်းအတက်တွေကကျွန်တော်အစ်ပြင်ဆင်ထားတဲ့ကျွန်တော်ဒီမိုင်းကွင်းပေါ့မိုင်းထောင်ထားတာပေါ့ဗျာဟုတ်ပြီအစ်ပြင်ဆင်ထားတဲ့ဒီမိုင်းကွင်းတွေကိုအရောက်မှာတော်လိုင်းအတက်တွေကမိုင်းဆွဲတိုက်ခိုက်တဲ့နေရာမှာကျွန်တော်ရဲ့စကားမှ စစ်သားတွေထိခိုက်မှုရှိတယ်လို့သိရတယ်ဗျဟာအဲ့တော့ဆိုရင်နေမင်းရှင်းဖို့နေမင်းရှင်းဖို့ထွက်လာတာငလူဘက်ကလူတွေကဟုတ်တော်တော်အသုံးမကျတာပဲဟုတ်ကဲ့ဒီတက်ကွင်းတွေကိုရောက်သွားတာပေါ့ဒီမိုင်းထောင်ထားတဲ့ဒီမိုင်းတက်ကွင်းတွေကိုရောက်သွားတဲ့အချိန်မှာမိုင်းဆွဲလိုက်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့စကားမစစ်သားရေးသေးချေထိခိုက်မှုတွေရှိတယ်ထိခိုက်တံရရှိရရှိသူတွေလည်းများတယ်လို့ပြောတယ်ပြီးတော့ကျွန်တော်တို့တေဆုံးမှုကတော့ကျွန်တော်တို့ဒီစကားမဘက်ကနေပြီးတော့တယောက်တေတယ်အင်းတယောက်တေရေ၃ယောက်ကအသက်မရှိဘူးပေါ့ အသက်မရှူတော့ဘူးတယောက်တည်ပြီးတော့သုံးယောက်ကအသက်မရှူတော့ဘူးတိတ်ကောင်းနဲ့ဟာရမို့လူကဒီတယောက်တည်ပြီးတော့သုံးယောက်ကအသက်မရှူတော့လေးယောက်တည်ရင်တည်တယ်ပြောလိုက်တာမဟုတ်ဘူးလေကွာမင်းကဘာလဲမဟုတ်လေဟိုအဘလည်းရင်မောနေတော့လေလေးယောက်တည်လို့ပြောရင်ဘာဟတ်ဟတ်ထိသွားမှာကြောက်လို့အော် အေးတယောက်ကတည်ရဲ့ သုံးယောက်ကအသက်မရှိတော့ဟုတ်ဟုတ်ရဲစခန်းတဟိုရဲစခန်းမှာရှိတဲ့လေလူတွေအကုန်လုံးတည်တာကြတော့ငါ့ကိုပြောပြီးတော့ဒီ၄ယောက်တည်တာလေးကိုကြတော့ငါ့ကိုတယောက်ကတည်တယ်သုံးယောက်ကအသက်မရှိဘူးဆိုတော့ဟာမင်းမဟုတ်တော့ဘူးလေဟုတ်စရိုက်တည်တယ်တည်တယ်ပြောနေရပါနှလုံးထိမှကြောက်လေအားကြောင့်ကျွန်တော်ကဒါဟိုဟာလေးပြောတာပေါ့နော်အဲ့ဒီတိုက်ခိုက်မှုကိုတဲ့ဘယ်သူတွေကတိုက်ခိုက်တာလဲဆိုရင်ကျွန်တော်တို့ဒီမကွေးခိုင်ပေါ့နော် မကွေးခရိုင်ကျွန်တော်မြို့တိမြို့နေမကွေးကိုဂယူဆိုင်ကတော့မယ်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်မကွေးကိုဂယူဆိုင်ကတော့မယ်ငါတို့ဒီအေအေကလမ်းပွင့်သွားပြီနော်ပွင့်သွားပြီပွင့်သွားပြီလာမယ်လာမယ်အဲ့ဒါရေတင်းလေးလာမယ်နော်အဲ့ကျွန်တော်ဒီမကွေးခရိုင်နဲ့လာရောက်တိုက်ခိုက်တဲ့အဖွဲကမကွေးခရိုင်မြို့တိမြို့နေကျွန်တော်ပြည်သူကာကွယ်ရေးအဖွဲမြို့တိကျွန်တော်တို့ပတ်ခါဖပတ်ခါဖနေပြီလှုပ်ဆောင်ပါတယ်ဆိုပြီးသိရပါတယ်ဗျဟာဒါလေးကတော့ကျွန်တော်တို့တင်းတစ်ခုပေါ့နော်ဗျဟာပို့အဲ့ ဒီကောင်တွေကဘာလို့အဲ့လောက်ဒီအောင်လက်ဆောင်ထက်နေလဲလေကွာ။ဩဒါကတော့ဗာနီးပြူဝါတွေကောင်းလာပြီ။နီးပြူဝါတွေကောင်းလာပြီ။ငါတို့ဘက်ကနီးပြူဝါတွေစုတ်ယုတ်ပြီးတော့ဟိုဘက်ကနီးပြူဝါတွေကောင်းလာပြီးတော့စိတ်တက်တယ်လေတက်ကြွလာပြီ။ဒါဟုတ်တာပါဗာ။ဒါပဲ။အဘဒီကဘာလို့မဟုတ်လေ။ငါပြောနေတာကောင်းကောင်းပြောနေတော့ follow မလိုက်နဲ့။ follow မလိုက်နဲ့ငါတို့ဘက်ကနီးပြူဝါတွေငါတို့ဘယ်လိုလုပ်ရမလဲ။ငါတို့ဘယ်လိုခြေပါမလဲ။အဲ့တော့ငါစဉ်းစားတယ်။အဲ့လိုအချက်ညာမပေးဘဲနဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဒါပေါ်ဒါပေါ်ဒါပေါ်ဆိုမင်းငါ့ကိုရွေးနေတယ်လို့ပဲ။မရွေးပါဘူးဗာ။ဒါတရင်ကိုတရင်အတိုင်းပဲကျွန်တော်တင်ပြပေးတာလေ။ကျွန်တော်ဘက်ကနီးပြူဝါတွေဘယ်လောက်သုံးသုံး ကျွန်တော်သိတာပဲငါတို့ဘက်ကနေပြီးတော့တခုပဲရှိတယ်ကွာငါတို့ဘက်ကဒီလေချောင်းလိုင်းကိုပဲငါတို့ကအာကိုရမှာဟုတ်ပါဘူးပါဘူးဒီလေချောင်းလိုင်းအာကိုပြီးတော့လေဒီလေချောင်းမှာရှိတဲ့ဒီလေတက်ကလည်း तू ကဟိုဘလူးခေါ်မလဲဆိုတော့ဟိုလူမဆန်စွာပေါ့နော်ပြည်သူပြောသလိုအခုလုံးပြည်သူကဟိုဘက်ကတော်လိုက်တဖွဲ့တွေကဘုံရင်ချောင်းရောဇေဒီရောပြည့်နေရဲ့ဆိုတော့ပြည့်တဲ့လူတွေအကုန်လုံးကဘာသာမဲ့တွေလား